လာလီဂါဖွဲ့ချုပ်ကတော့ဒါမြင်ခေရတဲ့တချိန်ကရိုနယ်ဒိုရဲ့အေးဇက်လုံးနဲ့အောင်မွေးခံပုံစံခရစ်စတီယာနိုရိုနယ်ဒိုဟာရီယယ်မက်ဒရစ်မှာ၉နှစ်ကြာကစားခဲ့ခြင်းတွင်မရေမတွက်နိုင်တဲ့မမိနိုင်ရာသွင်းကိုးတွေကိုသွင်းယူနိုင်ခဲ့ပါတယ်။ရရှိခဲ့တဲ့ဆုပလာများစွာရှိပေမဲ့လည်း၂၀၁၂ခုနှစ်ဧပြီလ၂၁ရက်နေ့မှာကမ်နူးကွင်းပေါ်မှာဘာစီလိုနာကိုအနိုင်ယူခဲ့တဲ့သူ့ရဲ့အဆုံးဖြတ်ဂိုးဟာအခုချိန်ထိသူ့ရဲ့အထင်ရှားဆုံးအမှတ်ရစရာတွေကတစ်ခုဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ အဲ့ဒီကောမော်ရီညိုရဲ့ရီယယ်မက်ထရီနဲ့ပက်ဂွာရီယိုလာရဲ့ဘာစီလိုနာတို့ရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုအရှိန်အမြင့်ဆုံးအချိန်မှာထွက်ပေါ်လာခဲ့တာပါပွဲစဉ်တွင်မှာရော်နယ်ဒိုကမေဆိုးအိုဇီရဲ့အဝေးကန်တင်ပေးလိုက်တဲ့ဘောလုံးကိုဖမ်းယူပြီးဘာစီလိုနာဂိုးသမားရဲ့ဘေးကိုဆွဲသွားခဲ့ပါတယ်အဲ့နောက်သူကဂိုးသမားကိုအလင်းစရုံမတုံ့မြန်နိုင်ခင်မှာပဲဒေါင်းချင်းချင်းလေးရနေပြီးတော့တေးသေးချာချာကန်သွင်းပြီးဆုံးသက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအဖြစ်အပျက်ကစိတ်အေးထားပါလို့အတိတ်ပဲရတဲ့အောင်ပွဲခံမှုကိုပထမဆုံးချိန်အသုံးပြုခဲ့တဲ့အချိန်ဖြစ်ပါတယ် အဲဒီချိန်မှာပေါ်တူဂီဘောလုံးစူပါစတာရော်နယ်ဒိုရဲ့ကမ်နူးကွင်းကိုတိတ်ဆိတ်သွားစေခဲ့တဲ့အဲဒီအောင်ပွဲခံမှုဟာအမတ်ရစီအောင်အမွေးနေ့တစ်ခုပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေစီကရိုက်ကူးထားတဲ့နောက်ထပ်ဗီဒီယိုရာရော်နယ်ဒိုရဲ့အောင်ပွဲခံမှုဟာအင်ရှင်ပရိသတ်တွေကြားထဲမှာကျင်းပမှုမရှိခဲ့ကြပါဘူး။သူတို့ကပေါ်တူဂီလက်ရွေးစင်ကိုအမျိုးမျိုးသောစော်ကားတဲ့အတန်တွေနဲ့အိုဟစ်ခဲကြတာပါ။ဒါကြောင့်လေရော်နယ်ဒိုအနေနဲ့သူရည်ရွယ်ခဲ့တဲ့တက်ရောက်မှုကိုရရှိခဲ့တယ်လို့ပြောလို့ရပါတယ်။ ဒီကောရီယယ်မက်ဒရစ်ကို2008ခုနှစ်နောက်ပိုင်းပထမဆုံးလာလီဂါဖလားကိုဆုတ်ကူးနိုင်ဖို့ကြီးမားတဲ့ခြေလှမ်းတစ်လှမ်းကိုလှမ်းနိုင်စေခဲ့ပြီးဘာစီလိုနာရဲ့အိမ်ကွေး55ပွဲဆက်ရှုံးဝဲမရှိစံချိန်ကိုလည်းရပ်တန့်စေခဲ့ပါတယ်။အဲဒီတော့ရော်နယ်ဒိုအနေနဲ့စီးမြင်စည်းကမ်းတွေကိုစိုးရင်ပူပန်မှုလုံးဝမရှိခဲ့ပါဘူး။ရော်နယ်ဒိုရဲ့ဘဝမှာအခြားအရာများစွာလိုပဲဂိုးများဖန်တီးမှုများထူးခြားတဲ့အခိုက်အတန့်များအိုက်ကွန်တွေဖြစ်တဲ့အောင်ပွဲခံမှုများစားတဲ့အထူးစားတစ်ခုကိုပထမဆုံးမြေဆန်းလိုက်ရတဲ့အခါနောက်ထပ်ပြီးအဲ့ဒီခံစားချက်ကိုထက်ခါထက်ခါလိုက်ရှာဖို့ဝင်မလေးသူဖြစ်ပါတယ်။ တုံးလေးကြာ2015ခုနှစ်မှာတော့ဘက်ဂွာရီယိုလာကိုသူ့ရဲ့နေရာကနေထွက်သွားအောင်လုပ်နိုင်ခဲ့တဲ့အဲ့ဒီအောင်ပွဲခံမှုဟာပြည်တံအသင်းလုံးနီနီဖြစ်ခဲ့ဘူးပါလေစပိန်ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ပြောပြချက်အရတော့ကစားသမားတူဂိုသွေးမီရဲ့နောက်လုံစော်ရဲ့အမှုရာတွေဒါမှမဟုတ်ပြည်သက်တွေကြားထဲမှာအကြမ်းဖက်မှုဖြစ်စီနိုင်တဲ့တခြားသောရန်စားမှုတွေအပြုတ်မှုတွေကိုကျွန်တော်တို့သတိထားဖို့လိုပါတယ်ဒါအောက်ဒဏ်ငွေရနေပွဲပယ်တာအထိအရေးယူရပါမယ်ကျွန်တော်တို့စုံစမ်းစစ်ဆေးသွားပါမယ်လို့ပြောကြားခဲ့ပါတယ်ဒါမှလည်းရော်နယ်ဒိုဟာအဲ့ဒီအချိန်တွေမှာတော့အရေးယူခင်ရခြင်းမှကင်းလို့ခေရပါတယ်